ဒီနေ့နေရာတိုင်းဟာ ကိုယ်ရိပ်သားလို့အမည်ပေးထားတဲ့တရားတပုဒ်နဲ့ဓမ္မဒါနာတရားအလှပေးလူမှဖြစ်ပါတယ်အချိန်တိုင်းအချိန်တိုင်းမှာတတိညာအမြဲရှိတဲ့သူအတွက်နေရာတိုင်းနေရာတိုင်းဟာ ကိုယ့်ရဲ့တရားရှိတာပါပဲနေရာတိုင်းနေရာတိုင်းဟာ ကိုယ့်ရဲ့ကမ္မထံကြောင်းပါပဲမြတ်စွာဘုရားရှင်လက်ထက်တုန်းကထေရီကာလို့ခေါ်တဲ့မြင်းမျိုးမင်းရဲ့မျိုးကောင်းသူမီးလေးတယောက်ရှိခဲ့ပူပါတယ် ညဆောပြရှင်ရဲ့တရားတော်ကိုနားရတဲ့အတွက်တရားတရားဖြစ်ပြီးတော့ယရဏသုံးပါးကိုစီးကပ်ကိုးကွယ်ပါတယ်။နောက်တော့မဟာဗဇာပတိဂေါရမီထေရီမကြီးရဲ့တရားကို နားရတော့တရားတရားဖြစ်ပြီးတော့ယဟန်ပြုခြင်းနဲ့စေဖြစ်တယ်။ဘေခုနီမှာဝတ်ခြင်းနဲ့စေဖြစ်တယ်။ခင်မင်းသက်ကိုယဘေခုနီမှာဝတ်ဖို့ခွင့်တောင်းပေးမယ်ခင်မင်းသက်ကခွင့်မပြုတဲ့အတွက်ဘေခုနီမှာဝတ်ခွင့်မရဘူး။ ကဲဘေးခွင်ဒီမှာဝေခွင့်မရလဲမတက်နိုင်ဘူးအိမ်မှာနေရင်းနဲ့ပဲသွားရင်လာရင်လုံရင်းကန်ရင်နဲ့တတိပဋ္ဌာန်ဝိပဿနာအလို့အာထုံမှပဲအာထုံုံမဲ့ရှိတော့တယ်ဆိုပြီးတော့အိမ်မှာနေရင်းနဲ့ပဲသွားရင်လာရင်လုံရင်းကန်ရင်စာရင်တောင်းရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်အိမ်မွေးကိစ္စလူမှုကိစ္စတွေလုံနေရင်းနဲ့ပဲ သတိပဋ္ဌာန်ဝိပဿနာတရားကိုပွားများအထုတ်တယ်။ကိုနာထားတဲ့တရားတွေမကြမကြပြန်နှလုံးသွင်းနေဆင်ခြင်းနဲ့နာထားတဲ့တရားလေးကိုနှလုံးသွင်းဆင်ခြင်းရင်းနဲ့ယုံနံဖြစ်ဖြစ်မြင်အောင်သတိပဋ္ဌာန်ဝိပဿနာလို့ကိုပွားများအထုတ်နေပါတယ်။တနေ့ကျတော့မိဖို့ကြောင့်နဲ့ဝင်ပြီးတော့ဟင်းရွက်ကြောနေတယ်။ဘာဟင်းရွက်ရလို့တော့အတိအကျပြောမထားဘူး။ကစွန်းရွက်ကြောလို့ပဲဆိုကြပါစို့။ကစွန်းရွက်ကလူနဲ့လဲတဲ့တယ်လေ။လူတိုင်းလူတိုင်းကစွန်းရွက်ကတော့နေတိုင်းနေပါဆိုသလိုစားတင်တာပဲခန္ဓာကိုယ်တွေ အစိတောင်အန်ဒီလည်းကင်းရှင်းတယ်အားလည်းရှိတယ်ကျမ်းမာရေးတွေစသုံးသင့်တယ်အရွယ်ဖြစ်တဲ့အတွက်ကြောင့်ကစွန်းရဲ့ကြော်တယ်ပဲဆိုကြပါစို့ကစွန်းရဲ့ကြော်ပဲဖြစ်ဖို့များပါတယ်နော်အဲ့ဒါထေရိကာကတနေ့ကျတော့ကစွန်းရဲ့ကြော်နေတာမိဘပေါ်မှာမိတတောင်းနေတဲ့မိဘပေါ်မှာတဲဦးလေးတလုံးတင်းစီတို့ရေတို့အဆင်ပြေတယ်လို့ထဲ့ပေါ့လေထဲ့ပြီးတော့ကစွန်းရဲ့တီအဆင်းနဲ့လှိထပ်တင်ထားတဲ့ကစွန်းရဲ့တီတဲဦးလေးကိုထဲ့လိုက်တယ် စထည့်ကစားဆိုတော့တေဦးထဲမှာကုစုံရက်တွေကအပုံလိုက်အမောက်လိုက်ကြီးဖြစ်နေတာပေါ့ကြော်ရင်ကြော်ရင်နဲ့တဖြည်းဖြည်းအောက်ကမီးအပူနဲ့အပူတက်နဲ့ထိတွေ့သွားတဲ့အခါကျတော့ကုစုံရက်တွေကတဖြည်းဖြည်းချင်းယော့ကြယော့ကြသွားတယ်အဲ့ဒီမှာနေကုစုံရက်ကြော်တဖြည်းဖြည်းချင်းယော့ကြသွားတာလေးကြည့်ပြီးတော့နှုတ်ကတော့ကဒီကုစုံရက်ကြော်ဟာအများကြီးပဲအပုံလိုက်ကြီးပဲအခုတော့ယော့ကြသွားပြီးနည်းနည်းလေးပဲရှိတော့တယ်ခုနကတည်းကရှိနေတဲ့အများကြီးအခုမရှိတော့ဘူးယော့သွားပြီး ကစင်းမတေကခုနကတည်းကစိမ့်ဆူလန်းလန်းဆန်းဆန်းလေးဖြစ်နေတယ်အခုတော့ညွန်ညွန်နွန်းနွန်းလေးဖြစ်သွားပြီခုနကတည်းကကစင်းမတေကစိမ့်စိမ့်ဆူဆူနဲ့အယောင်တောက်နေတယ်အခုတော့အညိုယောင်တန်းပြီးတော့အယောင်မှိန်သွားပြီမတီးမြဲတဲ့သဘောတွေပါလားမမြဲတဲ့အနိစ္စတရားတွေပါလားလို့ကစင်းမဲ့ကြော်ကြော်နေရင်းနဲ့ကစင်းမတေအပုံလိုက်အများကြီးရှိနေရကရော့ကြသွားတာကြည့်ပြီးတော့မတီးမြဲတဲ့သဘောလေးကိုဆင်ခြင်မိသွားတယ် တဲဝဲရဲ့ဘေးမှာကလည်းအောက်ကနေထိုးထားတဲ့မီးတွေကဟုန်ဟုန်တောက်နေတော့မီးတွေကဟုတ်ကနေဟုတ်ကနေတောက်လာမီးတောက်လေးကိုကြည့်လိုက်တော့လေရုတ်တရက်ကြည့်ရင်တခုတည်းလို့ထင်ရပေမဲ့မီးတောက်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပြောင်းလဲနေတာပဲကစမ်းရကျော်လေးညှို့နှောင်းသွားတာကြည့်ပြီးတော့အိဆာသဘောဆင်ញင်လိုက်မီးလေးဖြတ်ကနေဖြတ်ကနေဟုတ်ကနေဟုတ်ကနေတောက်သွားတာလေးကိုကြည့်ပြီးတော့အိဆာသဘောဆင်ញင်လိုက်နေအဲ့ဒီမှာတံဝေကဉဏ်ကြီးအကြီးကျယ်ဖြစ်သွားတယ်စိတ်တိုင်းအင်းအင်းတွေရိုက်ပြီးတော့ဉာဏ်တွေပွင့်လင်းသွားတယ် အဲ့ဒီပွင့်သွားတဲ့ညံရသွားတဲ့စိတ်ဓာတ်အင်အားကိုအသုံးချပြီးတော့ကစွမ်းရဲ့ကြော်နေနဲ့မှွေနေတဲ့အမူအရာလေးတွေရှိမယ်ကစွမ်းရဲ့ကြော်ကထွက်လာတဲ့အနံ့လေးတွေရှိမယ်အဲ့ဒီအနံ့လေးတွေဖြစ်ဖြစ်မြောင်ရှုတယ်မှွေတဲ့လှုပ်တဲ့အမူအရာဖြစ်ဖြစ်မြောင်ရှုလိုက်တယ်ဒီဘုပ်ပြီးမှရက်ပြီးကြောနေတာဆိုတော့အပူတက်လေးရဲ့သဘောလေးပူတဲ့သဘောလေးရှိတယ်ပူတယ်ပူတယ်မှန်ရင်လည်းပူမှုသဘောရဲ့ ဖြစ်ပျက်ကိုမြင်အောင်ရှုလိုက်တယ်ပုံမှန်သိနေတဲ့နန္တကလေးရဲ့ဖြစ်ပျက်ကိုမြင်အောင်ရှုလိုက်တယ်မတ်တရက်နေတာဆိုတော့ခြေထောက်မှာတောင်းတောင်းတင်းတင်းဖြစ်နေတဲ့သဘောလေးလေးရှိတယ်အဲ့ဒီလိုအဖြစ်ပေါ့ကစွန်းမြဲကြော်နေရင်းနဲ့ထင်ရှားတဲ့ရုပ်တရားနန္တရားတွေကိုဝိပဿနာရှုလိုက်တယ်မတိမြဲတဲ့သဘောတွေပါလားလို့ဆင်ញင်လိုက်တဲ့တန်ဝေကညံလေးဖြစ်သွားတာကိုလည်း အဲ့ဒီဖြစ်သွားတဲ့တံခွေကညံလေးရဲ့ဖြစ်ပျက်ကိုလည်းမြင်အောင်ရှုတယ်။အဲ့ဒီလိုနည်းနဲ့ကစွန်းမဲ့ကြော်နေရင်းနဲ့တတိပဋ္ဌာန်ဝိပဿနာတရားကိုပွားများအားထုတ်လိုက်တာကစွန်းမဲ့ကြော်ဒေဥတော်မှာမိဖို့ဘောကနေမချရသေးဘူး။ထေရီကအနာဂံဖြစ်သွားပါတယ်။ပထမကစွန်းမဲ့စကြော်တုန်းကပုတုဇဉ်ပဲရှိပါသေးတယ်။ပုတုဇဉ်ဘောကနေကစွန်းမဲ့ကြော်တံခွေကညံဖြစ်ဝိပဿနာညံဖြစ် ဝိပဿနာဉာဏ်အကောင်းတော်တော်ပန်ဖြစ်သွားတယ်ဆက်ပြီးတော့ကြော်တယ်လှော်တယ်ဝိပဿနာဉာဏ်ရှုတယ်တက္ကရကံဖြစ်တယ်ဆက်ပြီးတော့ကြော်တယ်ဝိပဿနာရှုတယ်အနာဂံဖြစ်တယ်ကစုံရဲ့ကြော်နေရင်းနဲ့သီရိပ္ပံဝိပဿနာတရားကိုပွားများအားထုတ်လိုက်တာထေရီကအနာဂံဖြစ်သွားပါတယ်ဒါတော့ထေရီကအတွက်တော့သူ့ရဲ့မိဖို့ကြောင့်ဟာသူ့အတွက်တရားရှိတာပဲ ဘုန်းကြီးတွေသီလရှင်တွေရိတ်သားလို့နာမည်တက်ပြီးတော့တည်ထောင်ထားတဲ့ဘုန်းကြီးကြောင့်သီလရှင်ကြောင့်မှရိတ်သားမဟုတ်ပါဘူး။ကိုယ့်ရဲ့မိဘကြောင့်ဟာလေတတိညာလေးနဲ့ဝိပဿနာအလုပ်အားထုတ်နေမယ်ဆိုရင်ကိုယ့်မိဘကြောင့်ဟာကိုယ့်ရဲ့ရိတ်သားပဲ။အဝိရှောနေတဲ့အဝိရှောတဲ့ရေချိုးကန်းဟာတတိညာလေးနဲ့ဝိပဿနာလုပ်အားထုတ်နေတယ်ဆိုရင်အဝိရှောတဲ့အခန်းရေချိုးတဲ့အခန်းဟာလေရေချိုးကန်းဟာလေကိုယ့်ရဲ့ရိတ်သားပဲ။ရေချိုးကန်းထဲမှာရေချိုးရင်တရားရှုမနေဆိုရင်ကိုယ့်ရဲ့ရေချိုးကန်းဟာကိုယ့်ရဲ့ရိတ်သားပဲပေါ့။ အဲ့တော့တတိညာအမြင်ရှိတဲ့လူအတွက်နေရာတိုင်းဟာကိုယ့်ရည်သားဖြစ်တယ်။နေရာတိုင်းမှာဝိပဿနာဉာဏ်ဤဖြစ်နိုင်တယ်။နေရာတိုင်းမှာမဉ္ဇဉ်ဘုံဉာဏ်ဖြစ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်။ဒါရက်ထေရီကလေးရဲ့ဖြစ်ပျက်ကိုကြည့်လိုက်မယ်ဆိုရင်အင်ရှင်မတွေအတွက်မမြောက်စရာပဲပေါ့။ဟာတို့တော့လုံ့ညဉာဏ်လေးလိုချက်ရပြည့်လဲရှော်ရဖို့ရအိမ်မှုကိစ္စလူမှုကိစ္စတွေများလွန်းလို့ရိတ်တာမတော်နိုင်ဘူး။ရိတ်တာသွားတဲ့သူတွေလို့တော့တရားဓုရမှာမဟုတ်တော့ဘူးလို့မထင်လိုက်ပါနဲ့။တရားဆိုတာရိတ်တာအမှသွားအထုမှရနိုင်တာမဟုတ်ပါဘူး။ အဲ့ဒါထေရီကာလီရဲ့ဖြစ်ပျက်ကိုနမူနာယူပြီးတော့ဘယ်နေရာမှာမဆိုသတိဉာဏ်လေးနဲ့အလုံးလုံးနေမယ်ဆိုရင်ဝိပဿနာဉာဏ်ဖြစ်ပြီးတော့မဉဏ်ဖွဉာဏ်ဆိုင်နေပါတယ်မိဖို့ကြောင့်နဲ့မှာနေတဲ့ပုဂ္ဂိုလ်တွေမိဖို့ကြောင့်နဲ့မှာဝိပဿနာ ဖြစ်စရာတွေအများကြီးရှိတာပေါ့အဲ့တော့ချက်ပြုတ်ကြော်လောနေတယ်ဘုနာတော်လိုက်ဒီနာတော်လိုက်နဲ့လှုပ်ရှားနေတဲ့အမူအရာလေးတွေလှုပ်မှုလေးတွေသိလို့ရတယ်ထိမှုသဘောလေးတွေသိလို့ရတယ်အနံ့လေးတွေရဲ့ဟင်းချက်နေတယ်ဆိုတော့အနံ့မျိုးစုံနဲ့အနံ့လေးတွေကိုလည်း တေချာလိုက်သိနေပြီးတော့အနံလေးတွေတစ်ခုပြီးတစ်ခုဖြစ်ပြနေတာသိလို့ရတယ်။ဆိုကြပါစို့ကြက်သွင်လှီးတယ်ဆိုရင်ပဲဒါကြက်သွင်ကလည်းနဲ့ထီနေတာဓာတ်ကလည်းနဲ့ထီနေတာလှီးလိုက်လို့တကွင်းချင်းတကွင်းချင်းတစ်ဖက်ချင်းတစ်ဖက်ချင်းကွာကြတော့တယ်ကြည့်ပြီးတော့ခုနကကြက်သွင်ကတစ်ဆက်တည်းတစ်လုံးနဲ့အခုတော့အစစ်စစ်မှမှပြောင်းလဲသွားပြီမတိမဲတဲ့နေဆာသဘောလေးကြက်သွင်လှီးနေရင်းနဲ့ဆင်းရင်းလို့ရတာပဲလှီးတယ်လှီးတယ်မှတ်မှရလို့မဟုတ်ဘူးလှီးတယ်လှီးတယ်လို့ လှုပ်တယ်လှုပ်တယ်ထိတယ်ထိတယ်မှတ်တယ်လေတစ်ဖက်ကမှတ်ရမှာပဲမှတ်နေတဲ့ကိုမတိမတဲ့သဘောလေးကိုလည်းတန်ဝေကညာသဘောလေးနဲ့ဆင်ញညာလေးနဲ့စဉ်းစားပြရတယ်ခုနထိထိကကြည့်လိုက်ပေါ့ကုစမဲကျော်ခုနအများကြီးရှိနေရကနေအပုံလိုက်ကြီးရှိနေတယ်ခုတော့နဲသွားပြီရော့သွားပြီမမြဲပါလားလို့ဆင်ញင်လိုက်တာလေးကအနာဂတ်ဖြစ်တဲ့ထိအောင်ကိုကြီးစုပြုသွားတာပဲအဲ့တော့ငရုတ်သီးထောင်းနေဆိုလို့ရှိရင်လည်း ဘဲဘဲလက်နဲ့ငရုစုံနဲ့ ठी နေမယ်ညာဘဲလက်နဲ့ငရုရွေးနဲ့ ठी မယ်တင်းမနဲ့ထိုင်ကုန်လေးနဲ့ ठी မယ် ठी မှုသဘောတွေအများကြီးရှိတယ်အဲ့ဒီထက်ကရှုမှတ်လွယ်လွယ်ကုစုံကတော့ငရုချွေးနဲ့လက်နဲ့ ठी နေတာလေးအာယုံဆိုင်ပြီးတော့ ठी တယ် ठी တယ်မှ ठी မှုသဘောလေးတွေတစ်ခုပြီးတစ်ခုဖြစ်ပြသွားတာကြည့်ပေါ့ထောင်းလိုက်တိုင်းလှုပ်တယ်လှုပ်တယ်လှုပ်မှုသဘောလေးတွေဖြစ်ပြမြင်အောင်ရှုလို့ရတယ်မြေဦးဒီထောင်မြင့်ကျင့်သွင်းလေးနဲ့မျက်လုံးဆက်ပြီးတော့မျက်ရည်ထွက်လာတယ်ဆိုရင်ခုနကတော့မျက်လုံးမျက်ရည်မထွက်ဘူးခုမျက်ရည်ထွက်လာပြီးမတိမဲတဲ့သဘောပြောင်းလဲတဲ့သဘောဆင်ញင်လို့ရတယ်မျက်ရည်ထွက်နေလို့ဆက်နေတဲ့သဘောလေးကိုလည်း ဖြစ်ဖြစ်မြင်အောင်ရှုလို့ရတယ်စသည်အဖြစ်ပေါ့လေမိဖို့ကြောင့်ထဲမှာဝိပဿနာဉာဏ်นี่အများကြီးရနိုင်ပါတယ်ဝိပဿနာတစ်ခုတည်းနဲ့မဟုတ်ပါဘူးဒါနသီလသမထဝိပဿနာအစုံရနိုင်တာပါပဲမိဖို့ကြောင့်ထဲမှာချက်ပြုတ်ကြော်လို့နေတယ်ဩသူတို့ကြုံခံရတဲ့ဘဝအိမ်သူအိမ်သားတွေတားကြုံမရကြုံခံရတဲ့ဘဝဘရောမှလွံ့မြောက်မလဲမသိဘူးနဲ့ဒေါသဒေါမနတ္တနဲ့စိတ်တူနေမယ်ဆိုရင်အကုသိုလ်တွေဖြစ်နေမှာပဲ အဲ့တော့ကိုချက်ပြုတ်ပြီးနေရတဲ့အိမ်သူအိမ်သားမိသားစုတွေကိုတန်တရားခီးသွားရင်တွေ့ဆုံရတဲ့အလှူခံပုဂ္ဂိုလ်တွေတန်တရားခီးသွားကြရင်လည်းတွေ့ကြတဲ့ဧည့်သည်တွေပဲအလှူခံပုဂ္ဂိုလ်တွေပဲလို့နှလုံးသွင်းပြီးတော့သူတို့ကိုလှူပါတယ်လို့နှလုံးသွင်းလိုက်ရင်ဒါနကုသိုလ်ဖြစ်သွားတာပဲမိဘအတွက်အကိုရိမာရိမိသားစုတွေအတွက်ချက်ပြုတ်ပြီးနေတော့မိဘရဲ့ဝေယဝဆလုပ်ပါတယ်အကိုရိမာရိသားရီသမီးတွေမိသားစုရဲ့ဝေယဝဆလုပ်ပြီးတယ်လို့နှလုံးသွင်းလိုက်ရင်သီလကုသိုလ်လည်းဖြစ်သွားတာပဲ မိဖို့ကြောင့်နေမှာနေနေမိဖို့ကြောင့်နေဝင်ချက်ပြုတ်တယ်လို့စလုပ်မယ်ဆိုကြတဲ့ကူကငါဘာတိလာလေးမိဖို့ကြောင့်နေမှာနေစောက်တိလိုက်လို့လည်းရတာပဲဒီမိဖို့ကြောင့်နေမှာငါချက်ပြုတ်ကျလို့နေစဉ်အတွင်းငါဘာတိလာလုံအောင်ထိမ့်မယ်ဟိုဟင်းတုံးလေးခိုးစားဒီဟင်းတုံးလေးခိုးစားနဲ့ခိုးမစားတော့ဘူးဆိုရင်ဒါလည်းပဲတိလာကုသိုလ်ဖြစ်နေတာပဲเนาะငါချက်တာငါနှိုက်စားမယ်မဟုတ်ဘူးဆိုရင်လေအဲ့တော့တိလာကုသိုလ်လည်းယူလို့ရတယ် ။အော်အင်းသွင်းအင်းသားတွေငါချက်တဲ့ထမင်းတွေဟင်းတွေစားပြီးတော့အာဟာရတွေပြည့်ဝကြပါစေအားတွေရှိကြပါစေ။အာဟာရတွေပြည့်ဝအားတွေရှိပြီးတော့လုံတဲ့လုံထိုက်တဲ့လောကီလူလောကုတ္တရာလူတွေလုံနိုင်ကြပါစေ။ကောင်းကျိုးချမ်းသာတွေရကြပါစေ။မေတ္တာတက်လေးပို့လို့ပြီးတော့ထမင်းဟင်းချက်မယ်ဆိုရင်တမထကုသိုလ်တွေလည်းရနေတာပဲ။ကိုချက်လိုက်တဲ့ထမင်းဟင်းလေးကလည်းမေတ္တာပူရင်ချက်တော့မေတ္တာထမင်းပေါ့မေတ္တာပူရင်ချက်တော့မေတ္တာဟင်းပေါ့မေတ္တာထမင်းမေတ္တာဟင်းနေ့တိုင်းချက်ရမှာပဲ ထမင်းဟင်းချက်ပြုတ်ကြိုလွင်နေလဲဘုရားကုံတော်လေးပွားနေမယ်ဆိုရင်လေကုံတော်ထမင်းကုံတော်ဟင်းလေးနေတိုင်းချက်နေရတာထမင်းဟင်းချက်ရင်ကုံတော်ပွားတော့သမထကုသူတွေရနေတာပဲလှုပ်တဲ့သဘောထိတဲ့သဘောအနံ့တဲ့နန်းတဲ့သဘောမှုတဲ့သဘောစသည်အားဖြင့်သဘောတရားလေးတွေကိုပစ္စုပန်ကြကြပရမတ်ဆက်ဆက်မြင်အောင်ရှုသွားမယ်ဆိုရင်လေဝိပဿနာကုသူတွေတိုးနေတာပါပဲဒီဘုရားကျောင်းထဲမှာဒါနသီလသမထဝိပဿနာရှုမှတ်ပေါ်များတာဒီမှမဟုတ်ပါဘူးတရားနာနေမယ်ဆိုရင်လေ မိဘကြောင့်ထဲမှာကုသိုလ်တွေရနေတာပဲမိဘကြောင့်ထဲမှာကက်ဆယ်လေးထားပြီးတော့တရားနာမယ် CD လေး CD ဖွင့်တဲ့စက်ကလေးထားပြီးတော့တရားနာမယ်ဆိုရင်လည်းချက်ပြုတ်ကြောလုံးနေရင်းနဲ့မိဘကြောင့်ထဲမှာတရားနာတဲ့ကုသိုလ်ရနေတာပဲရှုတကာဓမ္မတွေဆိုရင်မိဘကြောင့်ထဲမှာကက်ဆယ်လေးဆင်းဆင်းဆောင်းထားတယ်တချို့လည်းပဲ CD ပလေးယာလေးကတ်ထားတယ်ကတ်ထားပြီးတော့တရားတစ်ခွေလေးဖွင့်တရားတော့ CD လေးအများအားဖြင့်ဖွင့်ထားတယ်ချက်ရင်းပြုတ်ရင်းနဲ့တရားနာတာပေါ့ စက္ကန့်တိုင်းကြီးတော့တရားအာယုံမိချင်မှမိမယ်ချက်ရင်ပြုံရင်ကြုံရင်လွှဲနေတဲ့တလုံးဝင်တလုံးအထိပယ်တစ်ခုဝင်တစ်ခုပေါ့အဲ့တော့တရားလေးနိုင်ရင်လည်းချက်ပြုတ်ကျော်လွန်နေတော့စေလေးကလည်းတည်ငြိမ်နေတယ်တမာတိကြနေတယ်ဟိုးကြောင်းဒီကြောင်းတွေရှောက်ပြီးတော့မတွေးဖြစ်တော့ကိလေသာတွေမဝင်တော့ဘူးအဲ့တော့တရားလေးနားလိုက်စေလေးတည်ငြိမ်တာလေးကိုအခြေခံပြီးတော့ချက်ပြုတ်ကျော်လွန်နေတာဒီလှုပ်တာထီတာဒီအနန္တရာတာဒီဒါလေးတွေကိုဝိပဿနာရှုမှတ်ပွားများလိုက်နေဆိုတော့မိဖို့ကြောင့်နဲ့မှချက်ပြုတ်ကျော်လွန်နေတဲ့ကိုအချိန်တိုင်းချိန်တိုင်းကုသိုလ်တွေတိုးနေတာပဲ ဒါကြောင့်ထေရီကအင်ရှင်မမိဘကြောင့်နဲ့မှာကစွန်းရဲ့ကြော်ရင်နဲ့ပုရုဇဉ်ဘဝကနေဝိပဿနာဉာဏ်မဉဏ်ဖွဉဏ်ကြီးအဆင့်ဆင့်တက်ပြီးတော့အနာဂမ်ဖြစ်သွားတာကိုနမူနာယူပြီးတော့နေရာတိုင်းဟာကိုယ်ရိပ်သားပဲဘယ်နေရာမှာပဲနေနေသတိဉာဏ်လေးနဲ့အလုံးလုံးနေမယ်ဆိုရင်ဝိပဿနာကုသိုလ်ချင်းမယွေရနိုင်တဲ့နေရာတိုင်းရနိုင်တယ်ဝိပဿနာနဲ့မကောက်စိတ်ထားတတ်မယ်ဆိုရင်ဒါနသီလသမထဝေယဝဆအဆက်ရှိတဲ့ကုသိုလ်တွေလည်းအမျိုးစုံရနိုင်နေ။ဒါရေချိုးကန်နဲ့ရေချိုးတဲ့အခါအဝိရှောတဲ့အခါလည်းဒီတိုင်းပဲပေါ့။ အင်ရှင်မာတွေဆိုရင်အိမ်မာဒမစီတွေလှည့်ရတာပဲဒမစီလှည့်ရင်လည်းဒမစီနဲ့လည်းနဲ့ထိနေတာလေးရှုလို့ရတယ်ဒမစီလှည့်လိုက်တဲ့လှုပ်ရှားမှုလေးတွေရှုလို့ရတယ်ခြေဝါးနဲ့ကြမ်းမြင်နဲ့ထိနေတာလေးတွေရှုလို့ရတယ်ဒမစီလှည့်တဲ့လုပ်ကိုတစ်ဖက်ကမမားအောင်လုံနေရင်းနဲ့ပေါ်ရအာယုံလေးတွေကိုယုံနံဖြစ်ဖြစ်မြင်အောင်ရှုသွားရင်ဧကန်ထဲမှာဒမစီလှည့်နေရင်ဧကန်ဟာကိုရိပ်တာပဲဧကန်ထဲမှာဒမစီလှည့်နေရင်တန်လန်ဖုံတုံနေရင်တန်လန်နဲ့ကိုပဲမဲ့ညံဖုန်ညံဆိုင်နေတယ်အနည်းဆုံးသောတော်မှန်ထီတော့ဖြစ်နိုင်တာပဲ ဲ့တော့အဲကန်နဲ့မရှိတဲ့စတီလေးခုံနေဖုံသုံးနေရင်းနဲ့ထိမှုသဘောလှုပ်မှုသဘောလေးတွေရှုပ်နေလိုက်ပေါ့ဖုံသုံးလိုက်တဲ့ဆိုရင်ငခွက်ကဖုံနေနဲ့ရှုပ်နေရကနေရှင်းလိုက်လို့တန့်သွားတာလေးအာမျိုးစိတ်လေးကြည်သွားတယ်အရဟံကိလေသာအငြင်းချင်းမှန်တယ်မှာကင်းစင်တော်မူသောမြတ်စွာဘုရားကိလေသာဖုံနေကင်းတော်မူသောမြတ်စွာဘုရားနဲ့ဘုရားရဲ့ဂုဏ်တော်လေးလည်းပွားလိုက်လို့ရတယ်ဖုန်နေအမိုက်တရိုက်တွေကင်းသွားလို့စိတ်ကလေးကြီးသွားတာကိုအာယုံပြုပြီးတော့အဲ့ဒီကြီးသွားတဲ့စိတ်ကလေးရဲ့ဖြစ်ပျက်ကိုမြင်အောင်ရှုလို့ရတယ်။ဝိပဿနာဆိုတာကပေါ်ရရုပ်ပေါ်ရနံအကုန်လုံးရှုလို့ရတာပဲ။ ဒါကြောင့်နေရာတန်းဟာကိုယ့်ရည်သားလို့နှလုံးသွင်းပြီးတော့အမြဲတမ်းတရားရှုမှတ်နေရမယ်။နောက်ဆုံးပေါ့လေကားစီးတယ်ဆိုရင်လည်းဘာစကားစီးရင်ဘာစကားဟာကိုယ့်ရည်သားပဲတရားရှုမှတ်နေရင်ပေါ့ကိုယ်ပိုင်ကားစီးတယ်ဆိုရင်လည်းတတိညာလေးနဲ့တရားရှုမှတ်နေရင်ကိုယ့်ရဲ့ကိုယ်ပိုင်ကားဟာကိုယ့်ရဲ့ရည်သားပါပဲ။မောင်းတဲ့လူကတော့ရှုမှတ်ရတာခက်မယ်။ဒါတော့မှကိုတင်မနဲ့ထိနေတာလေဒါမှမဟုတ်နာသီဝတတိကဝင်လင်းထွက်လင်းလေးကြိုကြကြိုကြရှုမယ်ဆိုရင်ကာမောင်းရင်းနဲ့လေတရားမှတ်လို့ရတာပဲဘေးကထိုင်လိုက်တဲ့လူဆိုပူတောင်ရှုမှတ်လို့ရသေးတယ် ်ဘာမှအလုပ်လုပ်ဆက်မလုပ်ဘူးဘုံလုံးလေးပွားနေမလားမေတ္တာလေးပို့နေမလားနာသီပါတတိကဝင်ထွက်လေးလေးရှိမလားထိနေတဲ့သဘောလေးတွေလှုပ်နေတဲ့သဘောလေးတွေမြင်နေတဲ့သဘောလေးတွေကြားနေတဲ့သဘောလေးတွေဖြစ်ပြမြင်ဝိပဿနာရှိမလားအကုန်ရှုလို့ရတယ်ဒါတော့ကာစီယံသတိဉာဏ်လေးနဲ့တရားရှုမှတ်နေရင်ကိုစီးနေတဲ့ကာဟာကိုယ့်ရဲ့ရိပ်သာပါပဲ ဲ့လောက်ပြောရင်လည်းမုန်နိုင်ချက်ထွင်သိလို့ရပါပြီ။ထေရီကအိရှင်မမိဖို့ကြောင့်လည်းကစွန်းရဲ့ကြော်ရင်တရားဒုတိယမြတ်ရသွားတာကိုနမူနာယူပြီးတော့နေရာတိုင်းဟာကိုယ်ရည်သားလိုနှလုံးသွင်းပြီးတော့အချိန်တိုင်းချိန်တိုင်းနေရာတိုင်းနေရာတိုင်းမှာသတိဉာဏ်လေးနဲ့ဒါနသီလသမထဝိပဿနာကုသိုလ်ရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေ။ကြိုးစားအားထုတ်နိုင်ကြတဲ့အတိုင်းလည်းပဲမိမိတို့ရည်မှန်းတောင်းတဲ့ဗောဓိဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဥစဉ်တို့ရဲ့ နေရာတိုင်းဟာကိုယ်ရည်သားတရားကိုဒီနေရာမှာပဲဏီကုံချုပ်ပါတော့မယ်အပမဒီနာတမ္ပါဒီထာအပမဒီနာမမိမလျော့မပေါ့မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒီထသီလသမာဓိပညာဥစွာသောသိခာသုံးပါးတို့ကိုကိုးစည်းကိုးငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း